သူများရဲ့အမားကိုရှားရတာလွယ်တယ်။ကို့အမားကိုလက်ခံဖို့ကြတော့ခက်တယ်။အမားကိုပြုပြင်ဖို့ကပိုခက်တယ်။အသိဉာဏ်အားနည်းရင်ကို့အမားကိုမမြင်ပဲသူတော်အမားကိုရှာဖွေပုတ်ခတ်ပြောဆိုက ကို့အမားကိုကာကွယ်တတ်တယ်။လုံးသမျှအလုတ်ပြောသမျှစကားကြံသမျှအတွေးများဟာ ကို့အတွက်လည်းအကျိုးမရှိ အများအတွက်လည်းအကျိုးရှိဖြစ်စေတတ်တယ်။ ညာအသိရှိတဲ့သူဟာသူများအမှားကို မနှိမ်ချပဲကိုကောင်းအောင်သာကြိုးစားတယ်။သူများအမှားကိုသင်ခန်းစာယူပြီးကိုမှန်အောင်သာအထောက်လေရှိတယ်။အသိပညာရှိသူတွေရဲ့လောရဟာမိမိသူတပါအကျိုးများမှုကိုသာဖြစ်စေတယ်။ဒါကြောင့်အသိပညာရှိအောင်ကြိုးစားရမယ်။အသိပညာရှိဖို့အတွက်စာများများဖတ်ရမယ်စာစုံဖတ်ရမယ်အတွေ့အကြုံများအောင်ကြိုးစားရမယ် အရေးကြီးဆုံးကအမှားနဲ့အောင်တတိဆောင်ရမယ်တတိရှိရင်တရားရှိရတရားရှိရင်အမှားသိမယ်အမှားသိတာအမှန်တရားရဲ့ရှိပြီပဲပေါ့ဒီစကားလုံးလေးကတတိရှိရင်တရားရှိတယ်တရားရှိရင်အမှားသိမယ်အမှားသိတာအမှန်တရားရဲ့ရှိပြီပေါ့ကိုကိုဆုံးပါခြင်းဘိုင်း23 သူများရဲ့အမားကိုရှာရတာလွယ်တယ်တဲ့ကိုအမားကိုလက်ခံဖို့ကြတော့ခက်တယ်ဘုဒ္ဓဆင်းနေမှာအမားတော့တတဝါတိုင်းရှိကြတာအမားတော့ဘယ်သူမှမกินနိုင်အဲ့တော့အမားတွေပေါ်မှာတချို့ကအမားကိုအကြောင်းပြပြီးတော့တချို့ကတောကတွေဖြစ်ကြတယ်တချို့ကအမားကိုအစွဲပြပြီးတော့အဲ့ဒီအမားကြောင့်ပဲဘဝမှာနောင်တနဲ့တောကကိုတာဖြစ်စီ တော့မားတော့လူတိုင်းမားတတ်ကြတာပဲမားတော့လူတိုင်းမားတတ်ကြတာပဲအမားကြီးနဲ့အမားသေးဒါတော့ကွာတယ်အမားသေးလေးပုံမှာမားပြီးတဲ့အမားလေးတွေပုံမှာထက်ခါထက်ခါဆွဲလန်းပြီးတော့တောကဖြစ်နေဖို့တော့မဟုတ်ဘူးပုထုရှင်ရဲ့သဘောကိုကပုထုကိလေသာစနေတေတိပုထုစံတော်ကိလေသာတွေမပြတ်ဖြစ်နေတဲ့အတွက်ကြောင့်ပုထုရှင်လို့ခေါ်တာ ပြောမစင်အမားတွေဇက်တိုက်ဇက်တိုက်ကျွလွန်နေတဲ့အတွေ့အကြောင်းဘုဒ္ဓဆင်တို့ခေါ်တာပဲတတဝါတွေရဲ့စိတ်ကလည်းပဲကောင်းတာနဲ့မကောင်းတာဘာမှပြောလဲဆိုရင်မကောင်းတာမှပဲပြောကြတာမကောင်းတာမှပဲပြောကြတယ်တခါတခါကောင်းတဲ့စိတ်ကလေးတွေဝင်တယ်အိုးဖခင်လေးတို့ရှိခိုးလိုက်ပါအောင်မယ်စိတ်ကလေးတွေဝင်လာတာပြောတာတကယ်တမ်းပုံမှန်လုပ်ဖို့ကြတော့အဲ့ဒီဟာလေးတွေကမလုပ်ဖြစ်တော့ဘူးမလုပ်ဖြစ်တော့ဘူးဆိုတော့ တတဝါရရဲ့သဘောက အမားတော့ကင်းလို့မရဘူးအမားတော့ကင်းမှာမဟုတ်သို့တော့ကိုမားတဲ့အမားဟာဇက်တိုက်ဇက်တိုက်မားစီတဲ့အမားမျိုးတော့မဖြစ်ဖို့အရေးကြီးတယ်။မြတ်စွာဘုရားရှင်ကိုရမေကြီးကလူတယောက်ဟာတဲ့ပုဂ္ဂိုလ်တယောက်တစုံတယောက်ဟာအမားကိုကျွလွန်မိခဲ့တယ်ဆိုရင်တဲ့အဲ့ဒီအမားကိုဇက်ခါဇက်ခါအချင်းချင်းအဖန်ဖန်မကျွလွန်သင့်ဘူးတဲ့အမားကို နောက်ထပ်ထပ်ပြီးတော့မကျွလွန်အောင်အားထုတ်ရမယ်တဲ့ ထို့အတူပဲကောင်းတာလုပ်မိလို့ရှိရင်လည်းအဲ့ဒီကောင်းတာအပေါ်မှာဆက်ခါဆက်ခါထက်ခါတလဲလဲလှုပ်တင်နေဆိုပြီးတော့ဘုရားရှင်ကိုရောမြတ်ကြီးမိန့်တော်မူတာရှိအမားလေးတွေလုပ်မိလို့တခါမှားမိသွားတဲ့အမားလေးအပေါ်မှာချို့ကအဲ့ဒီအမားကိုဆက်တိုက်ဆက်တိုက်လှုပ်နေမှားမှန်သိရသားနေဘူးဒီအမားကိုဆက်တိုက်ဆက်တိုက်လှုပ်နေတဲ့သူတွေရှိတယ်အဲအဲ့ဒါကယုံမထွက်နိုင်သမျှတော့ဒီအမားတန်တရားမှာပဲလဲနေမှာဖြစ်တဲ့အတွက်ကြောင့်အမားလေးလှုပ်ခဲ့မိရင်အဲ့ဒီအမားအပေါ်မှာ ယုံထွက်နိုင်အောင်ကြိုးစားမှဒီအမားကလွတ်သွားမှာမယုံထွက်နိုင်လို့ရှိရင်အဲ့ဒီအမားကိုအကြောင်းပြုပြီးတော့လူတွေမှလည်းအော်တောကတွေဖြည့်ရတာပရိဒီဝါတွေဖြည့်ရတယ်ငွေကြွေးမှုတွေဖြည့်ရတယ်စိုးရိမ်မှုတွေဖြည့်ရတခါတခါတချို့အမားလေးတွေကစေတနာပါတဲ့အမားမဟုတ်ပဲနဲ့ရုပ်တရက်လုံလိုက်မိတဲ့အမားလေးတွေဖြစ်တယ်ဒါပေမဲ့အဲ့ဒီအမားကိုကိုကအတိအားနေတဲ့အခါကျတော့ အကြီးမားပြီပြီဆိုပြီးတော့ဥပဒံအစွဲနဲ့ဥပဒံနေရောက်တဲ့သူတွေလည်းရှိဘုန်းကြီးတို့ကိုရီးယားမှာတရားဟောတော့ကိုရီးယားမှာအလုပ်သွားလုပ်နေကောင်းလေးတယောက်သူကတနေ့တော့တရားဝဲပြီးတော့ရှောက်တယ်သူဟာတဲ့ဒီကိုရီးယားကိုမရောက်ခင်အငယ်တုန်းတည်းက10နှစ်လောက်အညာဘက်မှာဆိုတော့လေသနှက်နဲ့ငှက်တွေလိုက်ပစ်တာလေငှက်တွေလိုက်ပစ်တဲ့အာဟုတုကံဟာ သူကိုရီးယားရောက်ပြီးနောင်တတွေရပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ပင်မယ်တဲ့အဲ့ဒီငှက်တွေပြစ်တဲ့အကုသိုလ်ကံကြီးကိုခဏခဏဆွဲပြီးတော့သူ့မှာလေငါကျန်တဲ့ကုသိုလ်ကောင်းမှုတွေလုပ်လဲပဲပြောင်းမှမဟုတ်တော့ဘူးဒီဟာကြီးကငါ့အတွက်ဆိုကြွေးပဲဆိုပြီးအဲ့ဒီဥပါဒံအစွဲဖြစ်နေတာအဲ့ဒါတပိတော့အဲ့ဒီစိတ်အစွဲဘလို့ဖြောင်းအောင်မလဲဘယ်ရအောင်သူကငှက်ဖြစ်ခဲ့တယ်ငှက်တည်ဖြစ်ခဲ့တဲ့အာဟုတုကိုတွေးတွေးပြီးတော့အဲ့မှာ သူကယုံထွက်ရမယ့်ကိစ္စကိုမေ့ပြောင်းမယ်ကိစ္စကိုမမေ့ဘဲနဲ့အဲ့ဒီအမားပေါ်မှာဥပါဒံအစွဲတွေဖြစ်တာဒီငှက်ပြစ်တဲ့လေသနက်နဲ့ပြစ်ခဲ့တဲ့အကုသိုလ်ကံလေးကိုကျန်တဲ့ကုသိုလ်ကောင်းမှုတွေလှုပ်လဲပဲကြည်မာမဟုတ်တော့ဘူးပြောင်းမာမဟုတ်တော့ဘူးဒါတွေငါကုသိုလ်ကောင်းမှုလှုပ်လဲပဲမထူပါဘူးဆိုတဲ့အတွေးတွေဝင်နေတော့ဒါရှောက်ပြတော့ဘုန်းကြီးရန်သူ့ရဲ့စိတ်အစွဲလေးကိုတတ်တာအောင် ပြောပြဟုတ်တယ်သူများတတ်တတ်တာငှက်ပြစ်ထားတော့အကုသိုလ်တော့အကုသိုလ်ပဲဒါပေမဲ့ အဲ့ဒီအကုသို့နောင်တရလို့မလုထောက်ဘူးဆိုရင်ဒီဟာဆွဲလန်းစရာတော့မရှိဘူးသူအကျိုးပေးခြင်းတော့ပြန်ပေးဆက်မှာပဲဒါပေမဲ့ဥပဒါအဆွဲကြောင့်ဒီအကုသို့ကြီးကကုသို့ကောင်းမှုဘာလဲပဲလှုပ်လို့ဒါကြီးကပြေပြောက်တော့မှာမဟုတ်ဘူးဆိုတဲ့အတွေးကတော့အဆွဲကိုပိုဖြစ်စေတယ်လို့သူ့ကိုပြောပြတယ်တကယ်တမ်းတွေးကြည့်ရင်တချို့အကုသို့တွေက မြတ်စွာဘုရားရှင်စာပေမှာကတော့ဘာကုသိုလ်ပဲလုပ်လို့ဘလို့မှချစ်ဖြဲလို့မရတဲ့ကံကြီးမကျူးလွန်ကြံတဲ့အကုသိုလ်ဆိုတာတဲ့နော်ကုသိုလ်ကောင်းမှုနဲ့ကာဘာပြန်လုပ်ပေးလို့ရတယ်အဲ့ဒီကံကြီး၅ပါးမကျူးလွန်ကြံတဲ့အကုသိုလ်တွေဆိုတာကတဲ့ကုသိုလ်ကောင်းမှုနဲ့ဟိုအကုသိုလ်တိုးမလာအောင်လုပ်ပေးလို့ရတယ်အေးအဲ့ကံအကြီးအကုသိုလ်အကြီးလုပ်မိရင်တော့ဘာကုသိုလ်ကောင်းမှုလုပ်လို့ ဒီဘဝမှာတော့ကဲလို့မရတော့ဘူးအဲ့ဒါကိုတို့စာပေမှာတော့ပင်စာနန္တရိယကံ၅ပါးလို့ခေါ်တယ်အကုသိုလ်တွေဘလောက်ပဲကြီးကြီးမားမားလုပ်ခဲ့ပါစေတဲ့ဒီပင်စာနန္တရိယကံ၅ပါးမကျွလွန်သေးဘူးဆိုရင် ကျန်တဲ့အမားဆိုတာကကုသိုလ်ကနေ recover ပြန်လုပ်လို့ရကာပါပြီးလို့ရတယ်ပင်စာနန္တရိယကံ၅ပါးကျุလွန်သွားရင်တော့ဘုရားလည်းကယ်လို့မရဘူးဒီဘဝမှာတော့ဉာဏ်နဲ့ကုသိုလ်ကောင်းမှုတွေဘလောက်ပဲလုပ်လို့ तू ကတော့ဒီဘဝကသေပြီးနောက်ဘဝကတော့သေချာပေါ့ငရဲသွားတော့ ဘုရားလည်းကယ်လို့မရအောင်ကျန်တဲ့အကုသိုလ်ဆိုရင်တော့ကယ်လို့ရတယ်ဒါကြောင့်ပဉ္စန္ဒရိယကံ၅ပါးဘာတွေလဲဆိုတော့မာတုခာတကဘဝမှာအမေကိုတတ်ခဲ့တဲ့အကုသိုလ်ကံကျွလို့မိပြီလားပိတုခာတကဘဝမှာအဖေကိုတတ်ခဲ့တဲ့အကုသိုလ်ကံကျွလို့အမားကြီးကျွလို့ခဲ့မိပြီလားအရဟန္တခာတကဘဝမှာယဟန္တာကိုတတ်ခဲ့တဲ့အကုသိုလ်ကံအဲ့ဒီအမားကြီးကျွလို့ခဲ့မိပြီလား လောဤတုတ်ပါတကဘဝမှာဖရာကိုသွေးစင်းတီအောင်လှုပ်ခဲ့တဲ့အကုသို့အမားကြီးရှိခဲ့ပြီလားတန်ခါပေတကတန်ခါကိုတင်းခွဲတဲ့အကုသို့အမားကြီးကိုဘဝမှာလှုပ်ခဲ့ပူပြီလားဒီ၅ပါးပြန်မေးကြည့်ဒီ၅ပါးအာဒီ၅ပါးမလှုပ်ဘူးမလှုပ်ဖြစ်ဘူးမလှုပ်ခဲ့ဘူးဆိုရင် ကျန်တဲ့အမားလေးတွေဆိုတာကကုသိုလ်နဲ့ဖြေလို့ရတယ်အေးအဲ့ဒီ၅ပါးတပါးပါးကျွလို့မိပြီဆိုရင်တော့ဘာကုသိုလ်ကောင်းမှုပဲလို့လို့ ကယ်လို့မရဘုရားဘုရားရှင်ကိုရမြတ်ကြီးလက်တွေ့တွေ့နေလည်းပဲအဲ့ဒါကိုကယ်လို့မရနိုင်တော့နော်ဒါကြောင့်မလို့အဲ့ဒီဘဝမှာကြံရတဲ့အာဟုတုလေးတွေဆိုတာပုထုဇဉ်တတ္တဝါတွေရဲ့တဘဝလုတ်ဖြစ်ခဲ့မှာလုတ်ဖြစ်ခဲ့ပြီမဲ့ဒီဟာကြီးကိုကြံခဲ့တဲ့အာဟုတုယူမှားလေစွာဆိုပြီးဥပါဒဏ်နဲ့ဆွဲနေမဲ့အစားသူ့ကိုသင်္ကန်းစာယူရယုံထွက်တယ်ဆိုတာအဲ့ဒါပြောတာတခါခါကျအိုးရေတောက်တာမကောင်းပါဘူးနော် ငါအရက်တတော့ဖြတ်မှာပဲစိတ်ခါတာဖြစ်တာချိန်တန်းတော့လည်းပဲဒီအရက်တို့တွေပြင်ပြင်ရောက်သွားတာဆလေးတောက်တာမကောင်းကောင်းတဲ့စိတ်ကလေးတိတယ်မကောင်းမှန်တိဒါမှလည်းယုံထွက်ဖို့ကြတော့တကယ်တမ်းဖြတ်ဖို့ကြတော့ဒီရတတနာဒီပါဇက်ဒါလေးကိုမယုံထွက်နိုင်တာလူတွေမှာအသေးပွဲလေးအကုသိုလ်လေးတောင်မယုံထွက်နိုင်အောင်ဆိုအကြီးဆိုပူဆိုနော်ဒါကြောင့်မလို့ကောင်းတဲ့စိတ်ကလေးတွေပေါ်လာတဲ့အခါမကောင်းတဲ့စိတ်ကလေးတွေကိုအနံ့ယူနေအောင်ယုံထွက်နိုင်မှာ လူဟာအဲအမားကနေလွတ်သွားတာအမားကနေလွတ်သွားရန်ကိုဘဝမှာတစ်ခါခါကျရင်လူတွေမှာဟိုငါမားလေးဆိုတာဆိုရဲအဲ့ဒီအမားအပေါ်အချောင်းပြုတ်ပြီးတော့အမားကို မမားရခဲ့တာတော့မဟုတ်မားတော့မားခဲ့တာတိုးတိုးအဲ့ဒီအမားကိုဘုရားရှင်ကိုရောမြကြီးကတော့တခါမားခဲ့တဲ့အမားကြီးပေါ်အချောင်းပြုတ်ပြီးတော့တဲ့ဆက်ကဆက်ကမမားမိစီနေဘုရားမိမားခဲ့တာပဲအပြောမားခဲ့တဲ့အလုံးမားခဲ့တဲ့အတွေးမားခဲ့တဲ့မဟုတ်တဲ့အမားတစ်ခုကိုကျွလွန်ခဲ့ ါကကျွလွန်ခဲ့ပြီပြီဆိုတော့အတိတ်ပါခြံခဲ့သွားတယ်။လုတ်ခဲ့မိပြီဆိုရင်အတိတ်ဖြစ်သွားတယ်။ဆိုတော့အဲ့ဒီအတိတ်ကကိုယ်ကံနဲ့သူကအကျိုးပေးခွင့်တိုင်းတော့ပြန်တော့ပေးဆက်ရမှာပေါ့။ဒါကြီးကတော့ကိုမှားခဲ့တဲ့အတွက်ကြောင့်ပေးဆက်ရတော့ကိုတာဝန်ပဲကံကိုင်းအကျိုးပဲ။ဒါကြီးကိုထက်ခါထက်ခါဆွဲမနေဘူးအရေးကြီးတယ်။ထက်ခါထက်ခါဆွဲပြီးတော့တောကဖြစ်နေမဲ့အစားသူ့အစားကောင်းမှုတွေနဲ့များများချီးဖျက် မားခဲ့တဲ့အမားရှိခဲ့တယ်ရှိခဲ့ရင်အဲ့ဒီအမားအပေါ်မှာနောင်တတွေနဲ့တောကတွေနဲ့ဥပါဒံအစွဲတွေဖြစ်နေမဲ့အစားအကုသို့အစားကုသို့များများလှုပ်ပြီးတော့ခြေပြတ်နိုင်လို့ရှင်ရင်အဲ့ဒီတချို့အကုသို့လေးရအကျိုးပေးခွင့်မလာတော့ကိုကဒီမားခဲ့တယ်ဒီအမားအပေါ်မှာနောင်တတွေတောကတွေဖြစ်နေမဲ့အစားကုသို့ကောင်းမှုများများလှုပ်ထားလို့ရှင်အဲ့ဒီအကုသို့အကျိုးပေးခွင့်မတအောင်ကုသို့ကောင်းမှုကကာထားရင် အကုသို့ကံလေးတွေဆိုတာတချို့ကံလေးအဟောဒီကံတွေဖြစ်သွားတာ ။ရောင်အမားဆိုတာကပညာရှိသူတော်ကောင်းနေကြတော့သူများအမားကိုကြည့်ပြီးကိုမမားအောင်ဆင်ကျင်တယ်။တာမန်လူတွေကြတော့ကိုအမားတော်ကိုမဆင်ကျင်နိုင်ဘူး။ကိုမှားနေတာကိုတစ်ခါခါကြည့်ရင်မှားမှန်းမသိတာပူဆိုးတယ်။နော်။မအမားကြီးလုံနေတာကိုအမားကြီးလုံနေတယ်လို့မသိတာကပို့ဆိုတယ်။ဒါကြောင့်မသိတက မသိတာတွေထဲမှာတဲ့။ကောင်းတာမှမသိ၊ဆိုးတာမှမသိ၊ကုသိုလ်မှမသိ၊အကုသိုလ်မှမသိ။အဲ့ဒါကအဆိုးဆုံးပဲ။အဲ့ဒါအဆိုးဆုံးပဲ။ ကြောင့်မို့ဒီအပိုင်းမှာဘုန်းကြီးအဓိကဥစားပြီးပြောချင်တာအမားနဲ့ပတ်သက်ပြီးပြောချင်တာအမားတွေပတ်သက်လူတွေကတကတော်များများကကိုယ်အမားကိုမမြင်ဘူးသူများအမားကိုပဲလိုက်ရှာသူများအမားကိုပဲလိုက်ကြည့်တယ်မြတ်စွာဘုရားကတော့အဲ့လိုမဟုတ်ဘူးနာပရိသန်ဝီလောမာနေနာပရိသန်ကတာကတံအတနောဝအဝခိယကတာနေအာကတာနေစသူများကောင်းတာမကောင်းတာသူများမှားတာမမှားတာလိုက်မကြည့်နဲ့တဲ့ အတ္တနောဝအာဝခိယကတာနိအကတာနိသကိုကောင်းမကောင်းကိုကောင်းတာလုံမလုံကိုမှန်မမှန်ဒါကိုပဲစင်ကြင်ရမယ်ဘုရားရဲ့အဝါဒကကိုယ်တော်အဓိကဝါဒဘုန်းကြီးတို့ဒါကြောင့်မလို့ကိုယ့်ကိုဆုံးမခြင်းဆိုတော့ဘုန်းကြီးကိုကိုယ့်ကိုပြန်ဆုံးမနေတာဒီစာသားလေးကအမှန်တော့ကိုယ့်အတ္တကိုပြန်စင်ကြင်တာအကြောင်းအရာလေးတစ်ခုပေါ်လာလိုက်တယ် if i were ငါသာဆိုရင်ဆိုတဲ့ကိုယ့်ကိုကိုချင်းစားတဲ့စိတ်ကလေးနဲ့ဒါလေးကြည့်ပြီးတော့ကိုယ့်ကိုပြန်ဆုံးမဒီစာဆိုလေး ကိုယ်ကိုဆုံးမတဲ့ဟာလေးတွေကိုစာလေးရေးလိုက်တော့ကိုလိုလူတွေကများတော့သူတို့ကလည်းဒါတွေဖတ်ပြီးတော့အော်ငါ့ကိုပြောနေသလိုပဲအမှန်တော့ဘုန်းကြီးကသူတို့ကိုပြောတာမဟုတ်ကိုကိုပြန်ပြောတာအော်ကိုကိုဆုံးမလူမှာကိုကိုကိုစင်ကျင်နိုင်တဲ့စွမ်းအားအားနေတဲ့အတွက်ကြောင့်တတ္တဝါတွေကသူများကိုလည်းညှို့ထိုးတာဟာခါကကြောင့်စဉ်းစားကြည့်သူများကိုတချောင်းထိုးတဲ့လက်ညှို့ကကိုကိုပြန်ထိုးတာများတယ်နော်သူများကိုတော့ထိုးတာပဲတချောင်း တခြားပြန်ကြည့်တော့ကိုယ်ကိုပြန်ထိုးတော့ရောက်လို့ထိုးကျင်တယ်လက်ညှိုးတော့မထိုးနဲ့ဒီလိုသာထိုးလိုက်တော့အကုန်လုံးသာထိုးလိုက်တယ်ဘယ်လဲညာနိုင်ငံညာသားတွေက pointing with the finger is very rude သူကအမြဲတမ်းပြောတယ် pointing with the finger is very rude လက်နဲ့ညွန်ပြတာရိုင်းနေလက်ညှိုးထိုးတာမကြိုက်ဘူးနိုင်ငံညာဥရောပကြည်ကျင်းမှုတွေလက်ညှိုးထိုးပြီးပြောရင်မကြိုက်ဘူးဆိုတော့ဗမာတွေကတော့လက်ညှိုးထိုးပြီးတော့ဝီဝီပြောပြကြအပြစ်ရှာပြီး ဲ့တော့တင်ငညာသားတွေပြောတယ်ညိုးတော့မထိုးပဲနဲ့အကုန်လုံးလက်ချောင်းအကုန်လုံးထိုးလိုက်ကြအောင်အဲ့ဒါသူများကိုလိုက်ပြီးတော့ပြောတာသူများအမားကိုပဲရှာတယ်ကိုအမားကိုတော့မစင်ကျင်နိုင်ဘူးကိုအမားကိုမစင်ကျင်နိုင်တဲ့များတော့အမှန်ရောက်မှာမဟုတ်အမှန်ရောက်မှာလည်းပညာရှိသူတော်ကောင်းကြီးကတော့သူများအမားကိုကြည့်ပြီးတော့ကိုကမမားအောင်စင်ကျင်တယ်နော်စင်ကျင်တယ်ဆိုတော့အမားလေးတွေကစင်ကျင်မှု အားမရှိလို့ရှိရင် အမားတွေများသွားရင်အမှန်ထင်သွားတော့ အမားတွေများသွားရင်အမှန်ကြီးထင်းပြီးတော့အဲ့အမားကိုရှောင်ရင်းရှောင်ရင်းနဲ့အမားလမ်းကိုရှောက်ပါများတဲ့လူတယောက်ကသူကအဲ့ဒီအမားလောက်တဲ့အကုသို့အလောက်ကအကျိုးမပေးခင်တော့ဟုတ်နေတယ်လို့ထင်တာအကျိုးမပေးခင်တော့ဟုတ်နေတယ်လို့ထင်တာအေးပျက်စီးခြင်းမတန်သေးလို့ကတော့လူတွေကအဲ့ဒါရေဟိုးပဲမှန်းတယ်လို့ထင်မှားတဲ့အဟာတွေများပြီးပျက်စီးခြင်းတန်လာပြီးဆိုရင်အဲ့ဒါလူဟာလေအကုန်အပြောအဆိုအလောက်ခံရတာမှားတော့တာလူတွေကတော့ ကိုကံလေးတွေမြင်နေတုန်းကတော့လေဘာလို့လို့ကောင်းနေတာရှိလူလောကမှာကံစားတာတက်နေတဲ့ချင်းဟိုမဟုတ်တာလည်းလှုပ်လည်းပဲကောင်းနေတာပေါ့ဟောမဟာမနာပြောနေလဲသူကအောင်းမြင်နေတာပဲကောင်းကံလေးတွေအကျိုးပေးတဲ့အခါဆိုရင်တော့သူကအတိတ်ကကောင်းကံလေးအကျိုးပေးတဲ့အခါပစ္စုပန်မှာမဟုတ်တာလှုပ်နေလဲကောင်းနေတဲ့လူတွေကကြာတော့ဒီမကောင်းတဲ့လမ်းကြောင်းကိုပဲအဟုတ်ထင်သွားလို့အေးပျက်စီးခြင်းမြန်တိုင်ပြီဆိုရင်တော့ပျက်စီးခြင်းကြပြီဆိုရင်တော့အဲ့ဒါလူတွေမှာလေ ဘာပဲလုပ်လို့ကိုယ်မှန်တဲ့လမ်းကြောင်းနဲ့မှားတယ်လို့ထင်တယ်မှားတဲ့လမ်းကြောင်းနဲ့မှန်တယ်အဲ့လိုလူမျိုးဘုရားတော်ကယ်လို့မရဘူးမှန်လဲဆရာတော်ဘုရားကြီးရဲ့ပျက်စီးခြင်းနဲ့ပတ်သက်မိန့်တော်မူတဲ့ကြပြလေးတစ်ခုရှိတယ်ဂျမာညှို့မိန်ပျက်စီးချိန်၌ပြင်းငိန်တရတတိမောင်မှတရားမကြည့်ကျင့်ယွန်းချွတ်၏ချင်းချွတ်တော့ခါပညာအမျိုးတကိုးထိန်ကြီးဘုံတန်ကြီးလဲပျက်စီးမြဲလျင်မချွတ်ပင်သည် အကျဉ်လူများယောက်ျားမိန်းမစသည်ထို့ထို့ပျက်စီးလိုကအဆူအသွာအမှားမှားဖြင့်ဖျားတော်မှာဟောမရဘူးအဲ့ကဗျာလေအကျဉ်လူများယောက်ျားမိန်းမစသည်ထို့ထို့ပျက်စီးလိုကအဆူအသွာအမှားမှားဖြင့်ဖျားတော်မှာဟောမရဘူး လူတွေတတ္တဝါတွေပျက်စီးခြင်းတန်ပြီဆိုရင်တဲ့ယောက်ျားပဲမိန်းမပဲဖြစ်ဖြစ်ပျက်စီးခြင်းတန်ပြီအဆိုးအသွာအမားမားဖြစ်ဖရားတော်မှာဟောမရဘူးပြောတဲ့စကားတွေရတယ်အမားတွေအသွာလုတ်တဲ့အလုတ်တွေအလုတ်အမားတွေတွေးတဲ့အတွေ့တွေဆိုအခုအမားဒါပေမဲ့ तू ကပျက်စီးခြင်းခြင်းတဲ့လူက ူပြောနေတဲ့အပြောသူလုပ်နေတဲ့အလုပ်သူတူးနေတဲ့အတွေ့အမားပဲဖြစ်ပေမဲ့အမားလို့မတွေ့အမှန်လို့တွေ့တွေ့ပြီးတော့အဲ့လမ်းညောင်းဝင်ရှောင်းရင်းရှောင်းရင်းတဲ့တတ္တဝါတွေကအမားတွေမှာအကြာကြီးဖြစ်အမားတွေများလာတော့မှားတာကိုမှန်တယ်လို့ထင်ပြီးပျက်စီးသွားတော့တာအခွင့်မသာလို့အခွင့်မပေးသေးလို့အကျိုးမပေးသေးလို့သူကအကုသိုလ်လေးတွေအဟမားလေးတွေကအမှန်တယ်ထင်ပေမဲ့အခွင့်မြန်းသာလို့ရတော့လေအဲ့ဒါကဒီဘွားမှာလိုက်တာဒီဘွားမှာကိုအကျိုးပေးတာ ဒီဘဝမှာအကျိုးပဲအကြောင်းမလို့အာဟုတုလေးတွေအမားလေးတွေဆိုရင်ကိုယ်အမားကိုလည်းကိုယ်ကဆင်ကျင်နိုင်တဲ့ဆွမ်းအားရှိရတယ်။သူများအမားကိုကြည့်ပြီးတော့လဲနောင်နာယူရသင်ငန်းစာယူရတယ်။ဟိုလောကကြီးကြည့်လောကကြီးကပျက်စီးနေတော့တလောကလုံးလေဟာတလောကလုံးပျက်စီးနေတော့တကဘာလုံးကြည့်လိုက်တကဘာလုံးလည်းပျက်စီး။ဘုန်းကြီးတို့နိုင်ငံမှာအခုဒီတနှစ်၄၅၀နှစ်အတွင်းပိုရောင်ဆိုးလာလို့ထင်ရ။ပိုရောင်ဆိုးလာတယ် တရားတော်တွေဆရာတော်တွေတရားပွဲတွေအများကြီးလုံးလိုက်တာပဲတရားတွေဟောတဲ့လောက်ဆိုးတဲ့လူတွေရတယ်ဆိုးဆိုးလာတဲ့အခါကျတော့တခါခါစဉ်းစားကြိုးရတယ်ဟိုတရားပွဲတွေလုပ်လဲဘာမှမထူပါဘူးဆိုပြီးဒီလိုပြောတာရှိဘုန်းကြီးတော့အဲ့လိုတော့သဘောမထားဘူးတရားပွဲမလုပ်ဝင်ပိုဆိုးမှာတရားပွဲလုပ်လို့လားဒီလောက်လူလေးတွေကအသိလေးတွေရတကယ်ရင်းမြတ်ရက်ွက်တွေတဲ့ရက်ွက်တွေမှာတချို့ကရင်တော့အငိမ့်နေအစားတရားပွဲထက်နော်တကယ်ရင်းမြတ်တရားပွဲမလုပ်ဖြစ်ဘူးဆိုရင် မတရားမှုတွေနေရာကြီးမှာတရားပွဲမလုတ်ဖြစ်တဲ့စွန်သိမ့်အောင်ပွဲတချို့အငိမ့်နေထဲလိုက်တယ်ဟောဇက်တွေထဲလိုက်တယ်တရားပွဲမလုတ်ဘဲနဲ့ကျန်တဲ့အငိမ့်နေပွဲတွေတာလုတ်ကြည့်တရားပွဲကတော့သူကသာလူလေးခေါ်ရေးအေးစင်းနဲ့ညစ်ပြီးသွားတာမတရားပွဲအဲ့အငိမ့်ပွဲတွေပျော်ပွဲရှင်ပွဲတွေပါလာပြီဆိုရင်အာပျော်ကြပါကြတောက်ကြစားကြအားဟုသူတွေကပူဆိုးပူဆိုးရင်ပူဆိုးပေါ်မှာဒီနိုင်ငံဒီလောက်တရားပွဲတွေလုံနေတာလူတွေဒီလောက်အကျင့်နေပြက်ပြီးတော့လောကကြီးပျက်စီးနေရင် ိုးဆိုးတော့မှာပဲဘုန်းကြီးတို့တစ်ခါခါကြရင်နောင်တရမိတယ်တစ်ခါခါကြရင်တံဝေခရမိတယ်တော့ဘဝမှာဘသူတရားပြက်ပြက်မပြက်ပြက်ကိုတရားမပြက်ဖို့လိုတာပေါ့ဘသူမှားမှားမမှားမှားကိုမမှားမရောဆင်ခြင်လို့လိုတာပေါ့မှားတာကတော့မှားကြမှာပဲအမှားလေးနဲ့အမှားကြီးအမှားကြီးမဖြစ်အောင်ခုနကပင်စာဏနေရကံဆိုတဲ့အဲ့ဒီဘဝမှာဖျားတော်ကယ်လို့မရတဲ့ကံမျိုးမမှားမိဖို့အရေးကြီးတာကြည်စမ်း တကယ်တမ်းကျလူတွေမှာအမားကိုတီးပြီးတော့နောင်နာတွေရပါမယ်ကိုလုတ်ခဲ့တဲ့အမားကြီးရလေခုနကပင်စာနန္ဒရိယကံ၅ပါးလို့အမားကြီးဖြစ်ခဲ့ပြီဆိုရင်ဖះနဲ့တွေ့လေကယ်လို့မရဒါဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်ကထင်ရှားတာနဲ့အများကြီးအစတတဆိုရင်နော်ဘယင်အစတတဆိုရင်ဟိုနောက်ပိုင်းမှာသာသနာကိုသိချင်ညိုတာပထမသံဃာရဏကိုသူတင်တာပထမသံဃာရဏကိုသူဥဆောင်ပြီးတော့သာသနာကိုလှူဒန်းထောက်ပံ့လိုက်တာ ဘုရားရှင်တွေ့ပြီးတော့ဘုရားရှင်သာသနာတော်ဒါကြီးညိုသွားတာအာဇာတတရှင်ဘုရင်ကဒါပေမဲ့ဘုရင်အာဇာတတကဘုရားနဲ့တွေ့သာသနာကိုတအားကြီးညိုလူတန်းထောက်ပံ့မှုတွေဘလောက်ပဲလုံးလို့ဘုရင်အာဇာတတတေတော့ငရဲရောက်ဟာနှမျောเสียဘာဖြစ်လို့အာဇာတတကုသိုလ်ကောင်းမှုတွေလုပ်ကောင်းတာတွေအများကြီးလုပ်သာသနာကိုဒီလောက်ချင်းမြောက်တဲ့လူကဘုရားရှင်နဲ့လည်းဓာတ်ရိုက်တွေ့နေတာတော့မှသူဘာဖြစ်လို့ငရဲရောက်သွားရတာလဲသူမှကံကလေ ဘုရားနဲ့မတွေ့ခင်ဘယင်ဗိမိတ္တရာကိုတတ်ခဲ့တဲ့အာဟုတုကအိုးပိတုခတက အဖေကိုတတ်ခဲ့တဲ့အာဟုတုကအဲ့ဒီပင်စန္ဒရိယက၅ပါးထဲမှာအဲ့ဒီကံနာအဇတတကမကျွလွန်ခဲ့ဘူးဒီ၅ပါးတပါးပါးလာမကျွလွန်ခဲ့ဘူးသူဘုရားနဲ့တွေ့နိဗ္ဗာန်အောင်ရောက်သွားနိုင်တယ်ခုတော့ဘုရားသာသနာကိုဘလောက်ပဲကြီးညိုကြီးညို ဖျားနဲ့တွေ့ပြီဘလောက်ပဲကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ပင်လုပ်ခဲ့ညာတော်လည်းပဲဖျားရှင်နဲ့မတွေ့ခင်မှာအာဇာတတဘယင်ကအဖေကိုတတ်ခဲ့တဲ့အကုသိုလ်ကပိစာနန္ဒရိယကံကြီးကျွတ်တော်ပြီးတော့ဖျားနဲ့ဘလောက်ပဲတွေ့တွေ့ကုသိုလ်တွေဘလောက်ပဲလုပ်လို့တည်တော့ငရဲရောက်သွားတာအမားအကြီးအမားအကြီးနော်အဲ့တော့ဘဝမှာဘုဒ္ဓဆင်တွေကသင်္ကန်းစာယူရဆိုအဲ့ဒါအော်သူများအမားကိုကြည့်ပြီးတော့ကိုအမားမဖြစ်အောင် သူများအပြောဆိုအမှားတွေအသင်္ကန်းစာဆိုအဲ့ဒါကိုပြောတာတချို့ယူတတ်တဲ့လူကြတော့လေအော်လုပ်ငန်းခွင်မှာလဲဒါလေးတွေလောက်တာဒါလေးတွေအပြစ်ဖြစ်တာအဲ့ဒါလေးသိငါတို့လိုမဖြစ်အောင်နေမယ်ဆိုတဲ့စိတ်ကလေးရှိတော့သူများကိုကြည့်ပြီးတော့ကိုကအမှန်ဖြစ်သွားအမှားဆိုတာကသူများကိုကြည့်ပြီးတော့ကိုအမှားမဖြစ်အောင်ယူတတ်တာကပညာရှိလက္ခဏာပဲကိုအမှားကိုကိုမသိဘဲနဲ့အဲအမှားကိုအမှန်ထင်ပြီးစွပ်ပြောနေတာကပညာရှိမှုလူမိုက် အမားကိုအမားလို့မသိပဲဆွဆွကျူးလို့။နောက်အဇဒတ္တလို့ပုံကူမျိုးဘုရားလက်ထက်မှာရှိခဲ့တယ်။ဩအဇဒတ္တဘယင်သူအဖေတတ်ခဲ့တဲ့ကံကြောင့်ဘုရားနဲ့တွေ့တော်မှာငရဲရောက်သေးတာ။ဒါလေးကိုကိုကသင်ခန်းစာယူ။ဒါကြို့ရှင်အင်္ဂုလိမာလာမထေရ။အင်္ဂုလိမာလာမထေရလည်းပဲအခုတို့ကျူးလွန်တာပဲ။အင်္ဂုလိမာလာမထေရက ်အင်္ဂုလိမာလာမထေရကြီးကသူကျွလွန်ခဲ့တဲ့အမားတွေကအများကြီးပဲနော်အင်္ဂုလိမာလာမရောက်ခင်ကဘဝကအဟိန္တကသူနာမည်မူရင်းကတော်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 ကောင်းတဲ့နာမည်သူ့ရဲ့အင်္ဂလိမာလာရဲ့လူဘဝနာမည်ကမွေတုံးနဲ့ကမိဘတွေကပေးတာအဟိန္တကဟိန္တကဆိုတာညှင်းစေတာအာကမလုပ်တာမညှင်းစေတဲ့လူ အတော်နူးညံ့တဲ့လူဆိုပြီးနာမည်ပေးထားဟော သူကတကယ်လဲနှူးညံ့တယ်တကယ်လဲတော်တယ်ဟောတနေ့တော့စာသင်ရင်းနဲ့ပညာသင်ရင်းနဲ့သူ့ဆရာကဟိုသူကတအားတော်တဲ့အခါကျတော့ဘေးကကြောင်းသားတွေတိုက်ရင်းတိုက်ရင်းနဲ့ဆရာကနေသူ့ကိုအထင်းနဲ့လွဲပြီးတော့သူ့အမျိုးသမီးနဲ့တချို့သူသားသမီးတွေနဲ့ဒီအဟင်တကားနဲ့အဲ့လိုမျိုးတခြားဘေးရဲ့စကားတွေယူပြီးတန်တရားတွေအဟင်တကားမင်းကြောင်းပြီးမယ်မင်းဖွဲယူတော့မယ်ဆိုရင်ငါဆရာရဲ့ပညာကိုပူဇော်တဲ့အနေနဲ့မင်းငါ့ကိုလက်ညှိုးတစ်ထောင်နဲ့ပူဇော် ဲ့လိုပြောလိုက်တာဆရာအမှန်တန်တရားနဲ့သူ့ဒုက္ခပေးလိုက်တာအရင်တော့ကမညှင်းစဲတော်တော်နူးညံ့တဲ့အာဟင်တကကဆရာရဲ့အမိတ်ကိုနာခံတာဆိုဆရာစကားနာမဟုတ်ပြီဆိုပြီးတော့လူတွေတတ်တာလက်ညှိုးနဲ့ပူဇော်ဆိုလက်ညှိုးကိုဖြတ်ဖို့ဆိုကျွန်တော်လက်ညှိုးပေးပါဆိုသူကလက်တတ်ကြည့်ပေးမှာဘယ်သူမှမပေးဘူးကျွန်တော်ခင်ဗျားလက်ညှိုးလေးပေးပါဗျာကျွန်တော်ဆရာကိုပူဇော်ခြင်းလို့သွားတောင်းကြည့်ရိုက်ထုတ်အောင်ဟုတ်လားအဲ့တော့ဘာလုပ်ရလဲလူတတ်ပြီးတော့လက်ညှိုးဖြတ်အောင်ဟောအာဟင်တကဘဝနေပြီးတော့ လက်ညှိုးတွေဖြစ်နေလူချမ်းကြီးဖြစ်လာအာဟုတုလှုပ်ရင်းလုံးနဲ့ကြမ်းကြမ်းလာလူချမ်းကြီးကဘလောက်တွေကြမ်းသွားပထမတော့သူကလက်ညှိုးလေးတွေဖြတ်လိုက်ဟိုဘေးမှာရှိတဲ့တင်းငုပ်လေးပေါ်တင်ထားလိုက်ကြောက်တုံးလေးပေါ်တင်ထားလိုက်ဆိုလက်ညှိုးဆိုအသားတုံးဆိုတော့တက်ကြီးတွေစွန်နေချီချီသွားတာချီချီသွားတော့သူကလက်ညှိုးတွေကဖြတ်တာဖြတ်တာလူတာသေးပါလူမှမစုမိဘူးသူကတထောင်လို့လာပြောထောင်ကျော်မှာရင်တော့သူတက်ခဲ့တဲ့လက်ညှိုးတွေကတတ်တော်ဝါချီချီသွားနောက်တော့ အာအဲ့လိုလို့တော့မဖြစ်တော့ဘူးဆိုရင်လက်ညိုးတွေကိုသူကဘာလုပ်လဲဆိုတော့ပန်းကုန်းလို့တီးရတာတီးပြီးတော့လဲပင်းဆွဲတာအဲ့ဒီကစပြီးသူ့အင်္ဂုလိမာလာလို့ခေါ်တာအင်္ဂုလိဆိုတာလက်ချောင်းလေးတွေမာလာဆိုတာပန်းလက်ညိုးတွေကိုပန်းလို့တီးထားတဲ့အတွက်ကြောင့်အင်္ဂုလိမာလာဖြစ်သွားတာဆရာကိုပူဇော်ဖို့လူတွေလိုက်တတ်တာတထောင်ပြည့်ဖို့တချောင်းပဲလူတော့နောက်ဆုံးလာဘဒူလာလာတတ်မယ်ဆိုပြီးတော့အဲ့ဒါသူထိတ်ထန်တာ ဝိသုလလာတတ်မယ်ဆိုသူ့အမေကလည်းရှင်မြတ်သူ့ဖမ်းတော့မယ်သူရာဇသံပေးနေပြီအမိန်ထုတ်ပြီဆိုတော့အမေကတားရဲ့ဒုက္ခကိုမကြည်နိုင်တော့တားကိုသွားသတိပေးမယ်ဆိုအမေကထွက်အဲ့ဒီချိန်မှာအင်္ဂုလိမာလာကအမေလာရင်လည်းအမေကိုတတ်ပြီးတော့လက်ညှိုးယူတော့မှာမြတ်စွာဘုရားကညံတော်နဲ့ကြည်လိုက်တယ်အင်္ဂုလိမာလာကဒီဘဝမှာတရားရမယ်ပို့နောက်ဆုံးဘဝနောက်ဆုံးဘဝအကယ်၍မြတ်သူကအမေကိုတတ်ခဲ့ပြီဆိုရင်သူတရားမရနိုင်ဘူး နောက်ဆုံးဘဝပါရမီမြောက်နေတဲ့ဘဝမှာအမေတက်လိုက်ရင်သူတရားမရနိုင်တော့ဖြစ်တဲ့အတွက်ကြောင့်ဖခင်ကအဲ့မှာကြားဝင်ပြီးတော့သူ့ကိုကယ်ရတာသူကအမေတွေ့လဲတတ်မှာပဲဖခင်တွေ့လဲတတ်မှာပဲဆိုအင်္ဂုလိမာလာကြားကဝင်လိုက်တော့အမေနောက်ကိုမလိုက်တော့ဖခင်နောက်ကိုလိုက်တော့အင်္ဂုလိမာလာလိုက်တာဖခင်ကပုံမှန်သွားတယ်တကိုးနဲ့သူ့ဖန်ဆင်းတာဟိုကအားပြေးလိုက်တာအင်္ဂုလိမာလာအားအဆွမ်းရှိတယ် တအားပြေးလိုက်တဲ့အင်ဂုလိမာလာချစ်ရပုံမှန်သွားတယ်ဖះကိုမမီဘူးမမီတော့မှမောလာနောက်ကနေလှမ်းអော်တယ်အင်ဂုလိမာလာရှင်ကြီးကောဓမယဟန်ကြီးယဟန်ကြီးရက်ပါဘာဖြစ်လို့ကြောက်ပြီးဒီလောက်ပြေးနေတာလဲရက်ပါရက်ပါသူကနောက်ကနေသူကပြေးလိုက်တော့မမီတော့ဖះကိုလှမ်းပြီးអော်တာအဲ့တော့ဖះကပြန်ပြောတဲ့စကားလေးသိကောငါကရက်နေတာငါကရက်နေမရက်ဖဲသွားနေတာပြေးနေတာသင်ကမရက်ဖဲသွားနေတာမရက်ဖဲပြေးနေတာဟာ လက်တွေ့တွေးနေတာမြဲသားနဲ့ဘာဖြစ်လို့ဉာဏ်ကောဓမလိန်တာလဲဆိုတော့ရှင်ရှင်ဖုရားဘာလို့ဒီလိုပြောရတာငါဖုရားကတန်တရားမရှိတော့ဘူးဖြတ်သွားပြီရက်သွားပြီတဲ့သင်္ကားတာတန်တရားလဲပြီးပြေးနေအောင်ပါဒီစကားလေးပြောတော့ပါရမီတက်ကအာကောင်းတဲ့အင်္ဂုလိမအဲ့မှာတရားရယဟန်ဘဝတခါတည်းကုပလိုက်ပြီနောက်ဆုံးတရားအထုံယဟန်တာဖြစ်သွားတယ်ယဟန်တာဖြစ်သွားတယ်။အော်အင်္ဂုလိမလာမထေကြီးနော် မထေကြီးဖြစ်သွားလူဘဝမငင်းစဲဘူးမငင်းစဲတဲ့ပုဂ္ဂိုလ်ကသူ့ဆရာကိုပူဇော်ပြီးလက်ညှိုးတွေဖြတ်ရင်းနဲ့လူချမ်းကြီးဖြစ်တာတိုးတော်ဖရားနဲ့တွေ့နေတာဆိုတော့အာဟုသူတွေကသူ့ကပေးဆက်ရမှာပဲပေးဆက်ရမှာအခွင့်တိုင်းတိုးတော်အန်ဂုလိမာလာကြတော့လူတွေတတ်ခဲ့တဲ့ကံနေသူပြန်မခံရဘူးလားသူကအရတမဉဏ်နဲ့ဖြတ်လိုက်တာအတွက်ပြောင်းသူအကုသိုလ်ကံကြီးကတော့ဘဝမှာသူမရှိတော့တာဉာဏ်နာ ရဟန္တာဘဝနောက်ဘဝမှာသူမရှိတဲ့အတွက်ကြောင့်ဒီအာဟုတုသူများတတ်ခဲ့တဲ့အာဟုတုနဲ့အကျိုးမပေးတော့ဒါကြောင့်ကံတွေကိုဖြတ်ချင်ဉာဏ်နဲ့ဖြတ်မှပြတ်တယ်ကံကိုဉာဏ်နဲ့ဖြတ်မှနိဗ္ဗာန်ရမယ်တဲ့ဉာဏ်မပိုင်ကံကချဲလေသွားမယ်ကောင်းကံလှုပ်လှုပ်ဆိုးကံလှုပ်လှုပ်ဘုရားဘာသာရဲ့ကံကံရဲ့သဘောကကောင်းတာလှုပ်ရင်ကောင်းကျိုးတော့တန်တရာလင်ခံရမှာပဲဆိုးတာလှုပ်ရင်ဆိုးကျိုးတန်တရာခံရလားကြောင့်ကောင်းတဲ့ကံတွေလည်းလဲအောင်မှာပဲဆိုးတဲ့ကံတွေလည်းလဲအောင်မှာပဲတန်တရာမလဲရင်အဲ့ဒီကံတွေဖြတ်ပလိုက်မှာ ဲ့ဒီကံนี่ဖြတ်မယ်ဆိုရင်ဉာဏ်နာနဲ့ဖြတ်လို့မြတ်ဝိပဿနာဉာဏ်နဲ့ဖြတ်အရဟတမဉဏ်ယန္တာဖြစ်သွားပြီဆိုအဲ့ဒီကံนี่ပြတ်သွားတော့တာဆိုတော့အင်္ဂုလိမာလာမထေကြီးကသူတွေတတ်ခဲ့တဲ့အာဟုတုတန်တရားမရှိတဲ့ကြောင့်မလဲတော့ဘူးနော်ညမို့ဒါလေးတွေကသင်္ကန်းစာယူတန်ဝင်ကယူရမှာဩဘဝမှာလူတိုင်းလူတိုင်းမှားတတ်ကြတာအမားကြီးမဖြစ်ဖို့အရေးကြီးတာအမားကြီးမဖြစ်ဖို့အရေးကြီးတာအမားကိုသင်္ကန်းစာယူနောက်မှမအောင်ရုပ်ထွက်နေရအောင် ူများမားတော့ကြည့်ပြီးတော့ကိုမမအောင်သင်ခန်းစာရွတ်လူတွေမှာအတိတ် အကြောင်းတွေတွေးပြီးသိဆွေးလုံးတယ်ဖခင်ကတော့အတိတ်ကိုတွေးပြီးမဆွေးတော့ဘူးအနာဂတ်ကိုတွေးပြီးတော့မဝေးစင်ဘူးပစ္စုပန်တဲ့တဲ့ကိုအဓိကရှုပါဒါဗုဒ္ဓဘာသာရဲ့ကံကံရဲ့အကျိုးနဲ့အတိတ်အနာဂတ်ပစ္စုပန်ကာလသုံးမျိုးကိုရှုရတာအဲ့ဒါပဲဗုဒ္ဓဘာသာမှန်ရင်ကံကံရဲ့အကျိုးကိုလည်းယုံကြတယ်ယရဏသုံးပါးကိုလည်းယုံတယ်ပြီးလို့ရှိရင်ဗုဒ္ဓဘာသာတွေက ကာလတွေ၃မျိုးယူအတိတ်အနာဂတ်ပစ္စုပ္ပန်ဒီကာလ၃မျိုးကိုလည်းယုံကြတာအဲ့ဒီကာလ၃မျိုးမှာအဓိကပစ္စုပ္ပန်ကာလပဲအတိတ်ကကြံနေပြီအနာဂတ်ကမရောက်သေးဘူးကြံတာကိုတွေးပြီးတော့လည်းမဆွေးတော့ဘူးမရောက်သေးတာကိုတွေးပြီးတော့လည်းဝေးမနေနဲ့တချို့ကမရောက်သေးတာအိုးဘာလုပ်မလဲညာလို့မဝေးရှိသေးတယ်အဲ့ဒါကြီးတွေးပြီးတော့သူ့မှာကြံတဲ့ပစ္စုပ္ပန်မှာလုံးဝမအလုပ်တော့မလုပ်ပဲနဲ့စိတ်ကူးတွေနဲ့အနာဂတ်ကိုဝေးနေတာရှိပစ္စုပ္ပန်တဲ့တဲ့အရေးကြီးတယ် ရောက်အတိတ်ကလုပ်ခဲ့တဲ့အကုသိုလ်ကံလေးတွေဟာလည်းပဲတွေးပြီးတော့ဆွေးရမှာမဟုတ်ဘူးတဲ့သူများအမှားတွေကိုယ်အမှားတွေငါကိုယ်မှားခဲ့တာရှိဘုန်းကြီးတို့ကတော့အဲ့လိုအမြဲတမ်းကိုယ်ကိုစင်ကျင်တာကုသိုလ်စဉ်သဘောမှားခဲ့တာဒါပေမဲ့အဲ့ဒီအမှားကိုတားကြီးဆွေးမနေတော့မြ мян မေ့ပြောင်းအောင် ကြိုးပြီးအမှားအစာမှန်တာနဲ့အစာထုတ်လိုက်တယ် အမားကိုတွေးပြီးတော့ဆွေးပြီးတော့တောကတွေဖြစ်အမားကိုတွေးရင်အမားပဲထက်ဖြစ်တာအကုသိုလ်ကအကုသိုလ်တွေးရင်အကုသိုလ်ထက်တိုးတယ်ကုသိုလ်ကကုသိုလ်တွေးရင်ကုသိုလ်ထက်တိုးတယ်တရားစဉ်းစားကြည့်ကိုမားခဲ့တဲ့အမားကိုတွေးတိုင်းတွေးတိုင်းအကုသိုလ်ပဲတိုးတယ်ကုသိုလ်မတိုးကိုမှန်ခဲ့တဲ့အမှန်ကိုတွေးတိုင်းတွေးတိုင်းကုသိုလ်တိုးတယ်စဉ်းစားတိုင်းစဉ်းစားတိုင်းကုသိုလ်ရဒါကြောင့်မလို့အတိတ်ကကြံခဲ့တဲ့အမားကိုတွေးပြီးဆွေးမနေပါနဲ့ သင်္ကန်းလိုက်တော့မမအောင်မှားခဲ့ပြီဆိုရင်လည်းပဲအဲ့ဒီအမှားမျိုးဘုရားကထပ်မမှားစီတော့နဲ့ကုသိုလ်ကောင်းမှုနဲ့များများလုပ်မလွန်ဆန်နိုင်လို့အကုသိုလ်လုပ်မိပြီဆိုရင်လည်းပဲကိုယ့်ဘဝမှာကုသိုလ်နဲ့များများကာပါလုပ်တယ်လုပ်တော့တချို့ကအကုသိုလ်နဲ့အသက်တော့မွေးနေရတာဒါပေမဲ့ ဒီအရာရုံးထွက်လို့မှမရကိုမမကင်းနိုင်နဲ့မကင်းနိုင်ဘူးဆိုရင်အောက်တူနေပဲနေမနေနဲ့ရနိုင်တယ်များကုတူကောင်းမှုတွေအစားထိုးဖြည့်ထားလို့ရှိရင်ကောင်းတာလေးရှိထားလို့ရှိရင်အောက်ကုတူတွေလာစေအောင်တော့ကောင်းတာနဲ့ကာထားပြီနော်ကံကြီးကသူ့ကံသူအကျိုးပေးတာဆိုကိုကောင်းတာများနေမကောင်းမှုတော့မကောင်းတဲ့အကျိုးခံစားရင်ထားအောင်ခံစားရသည်ရှိအောင်ကောင်းတာလေးတွေကပါလာတာဖြစ်တဲ့အတွက်ကြောင့်ကောင်းကံနဲ့ကာပါလှုပ်ထားနိုင်တဲ့ဘဝတန်ဖိုးပဲဒါကြောင့်မလို့ ကိုယ်ကိုဆုံးမကြအပိုင်း23မှာဘုရင်ပြောချင်တာကလူဟာအမားမကင်းပါဘူးအမားမကင်းတဲ့အမားရှိတဲ့တတ္တဝါတွေမှာကိုယ်အမားကြောင့်လည်းပူဆွေးမနေပါနဲ့သူများအမားကိုလိုက်ကြည့်ပြီးတော့လည်းအဖြစ်တွေမဖြစ်ပါစေနဲ့ကိုယ့်ဘာသာကိုစင်ရင်အမားရှိခဲ့ဆိုအမားကိုမြန်မြန်မေ့ပြန်အောင်ကြိုးစားရင်အမှန်နဲ့အစာထိုးကိုယ့်အမားကိုထက်ခါထက်ခါမားတတ်တဲ့အမားမျိုးမဖြစ်အောင် တတိတရားနဲ့စင်ကျင်ပြီးတော့ပစ္စုပန်တန်တရာအလွန်ကြီးမားသောအကုသအမားတွေမကျွလွန်မီပဲနဲ့မားခဲ့တဲ့အမားကိုသင်ငန်းစာယူပြီးတော့ဒီဘဝမှာလည်းကောင်းအောင် င်တန်တရားလည်းကောင်းနိဗ္ဗာန်ဒီကောင်းအောင်ကြိုးစားနိုင်ကြတော့သူတော်ကောင်းများကြပါစေဘုံတော်တည်